ောက်ကြသားနဲ့တောက်ကြသမီးပေါက်ဖက်ထားတဲ့အိမ်အောင်မက်ဒီအတွက်ဆာမီနီပြောပြသွားမယ်။တောက်ကြသားသမီးတွေရဲ့ပင်ကိုဆက်ရဆိုရင်ချစ်တတ်တယ်၊နူးညံ့သိမ့်မွေတဲ့အမှုပညာကိုခုံမင်းနဲ့စိန်ခံတတ်တယ်။အကောင်းကြိုက်တာပေါ့နော်။ပစ္စည်းတွေဆိုအသုံးဆောင်တွေဆိုလည်းအကောင်းစားမှသုံးခြင်းနဲ့အလိုလေးတွေရှိတယ်။တောက်ကြတောက်ကြပေါက်ဖက်လိုက်ပြီးဆိုရင်အိမ်အောင်ရဲ့အာသာချက်ကနှစ်ဦးစလုံးကချစ်တတ်၊နူးညံ့တတ်သူများဖြစ်တာကြောင့်အိမ်အောင်ရဲ့တာယာနိုင်တဲ့ချစ်ချင်းမြတ်တာတန်ရုံးစဉ်ခိုင်မာတတ်တယ်။စီးပွားတတ်က အစဉ်အတန်းမြင်မာတဲ့ဘဝကိုရရှိနိုင်ပါတယ်။တခုတတိပြုရမှာကကောင်းတဲ့အချက်တွေများများဖြစ်နေဖို့ကလင်မယားနှစ်ယောက်စိတ်တူကိုယ်တူရှိဖို့လိုပါတယ်။တယောက်နဲ့တယောက်ပရိပခများပြီးမတည့်တတ်တဲ့တောက်ကြအချင်းချင်းဆိုရင်အဆင်မပြေပါဘူး။ကောင်းတဲ့အချက်တွေနည်းလာနိုင်ပါတယ်။အစပိုင်းမှာချစ်ခင်ကြတော့လေရေရှည်မှာစိတ်ချင်းနှိစက်မှုတပြေးပြေးလျော့နေလာပြီးတယောက်နဲ့တယောက်အေးဆက်ဆက်ဖြစ်သွားတတ်တယ်။ဒါကြောင့်စိတ်ချင်းဝေမသွန်းအောင်အထူးကယူဆရပါမယ်။အားနည်းချက်ကစိတ်ပျော်တယ်၊ငွေအသုံးမစင်ချင်ဘူး။ဒါလေးတွေကယူဆရမယ်။ငွေအသုံး းကျန်းတာက၂ရောင်လုံးလဲဖြစ်နိုင်တယ်လို့တယောက်ကပူတာတာဖြစ်နေရင်လဲငွေအသုံးကိုအမြန်ထိန်းချုပ်ဖို့လိုပါတယ်။နောက်တစ်ချက်ကစိတ်လက်ပေါ်ပွားစွာနေတာ။ကောင်းပေမဲ့ ပေါ်လွန်းတဲ့အခါအရာရာကိုပေါ့ပြပြယူဆတတ်တာကြောင့်အိမ်တွင်းကိစ္စများလုပ်ငန်းကိစ္စများမှာပေါ့ဆမှုတွေဖြစ်ပေါ်တက်လို့ဂရုပြုစေခြင်းနဲ့အကျိုးပေးလုပ်ငန်းတွေကအလှအပနဲ့ fashion အစားအသောက်နဲ့အမှုပညာရွှေလက်ဝတ်ရတနာဖျော်ဖြေရေးလုပ်ငန်းတွေအကျိုးပေးနိုင်တယ်။သာသမိကံကောင်းပါတယ်။သာသမိတွေဟာချစ်ကင်တက်တဲ့နူးညံ့တိမ်မွေပြီးတော့အမှုပညာပါရမီပါလာနိုင်တယ်။အေဂျင့်နဲ့မိသားစုပတ်ဝန်းကျင်မှာကြီးပြင်းရပါလိမ့်မယ်။အစီအမပြေနေတဲ့အတွေ့အကြုံတွေအတွက်အိမ်အောင်ရေးတာယာဖို့အရေရာအနေနဲ့အိမ်ဖျားရင်ဒါမှမဟုတ်ဖျား ာတဆူဆူမှာတောက်ကြနေတိုင်းနှင်းစီအနီရဲရဲကိုးပွက်ကတ်လူပါမြစ်တာတုတ်ကိုးကောက်ရွတ်ပါစီးပွားတက်ရရရအနေနဲ့စုဘူးနှစ်ဘူးဝယ်ပါအဲ့ဒီစုဘူးပေါ်မှာအပြာရောင်စာရွက်နဲ့ကိုးကနန်းရေးပါနံပါတ်ကိုနော်ရေးပြီးတော့ကတ်ပါပြီးရင်စုဘူးတဲကိုငွေငွေလေးတွေထည့်ထည့်ပေးပါကြည်ဒါနဲ့အကျိုးရှိမဲ့တနေနေရမှာတုံးမအပျော်ပါအတွက်မတုံးနဲ့နော်ဒါလေးတွေပြုလုပ်ပြီးရင်စေပြေသွားပါလိမ့်မယ်